ဟုတ်ကဲ့အားလုံးမင်္ဂလာကျွန်တော်တို့ဒီဒါကတော့ဒုကျွန်တော်ဒုဒုတိယမြောက်ပေါ့နော်ဖိုင်2ပေါ့နော်ကျွန်တော်တို့ဒါဖိုင်2ဖြစ်ပါတယ်ဒီဖိုင်2မှာကျွန်တော်ပြချင်တာကတော့ကျွန်တော်ချင်းမဆွေးရတဲ့အားလုံးပဲခြိုက်နေခြိုက်နေတတ်မဲ့ site ခုပဲဒီ site နဲ့ကျွန်တော်တို့အောင်မြင်မှုရမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ထားတယ်ပေါ့နော်သူကဘယ်နဲ့ကပ်ပြီးသွားတယ်လဲဆိုတော့3ကပ် ပြေးသွားပြီပေါ့နော်နောက်တကက်ဒီလေးကက်မြောက်မှာသူဆက်မွေးပြေးကျွန်တော်ဒါဆောက်ကြည့်ရမယ့် site ဖြစ်ပါတယ်ဒီကက်ကကျွန်တော်တို့ဒါ3ခွန်ခွန်ပင်းနဲ့စပြီးတော့ကျွန်တော်ကဖန်ထားတာပေါ့နော်ဒါလေးကက်မြောက် site ပါအားလုံးလည်းကြည့်နေတတ်မှာတင်ပါလေကျွန်တော်ရဲ့ဒီမမဝင်းရမေးစီတွေကတော့ကျွန်တော်ရဲ့ channel post တွေမှာကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုတင်လာပေးပါတယ်ကျွန်တော်လာရောက်ဆက်သွယ်လို့ရပါတယ်အားလုံးပဲ မမဝင်နဲ့မိတ်ဆွေများတည်တံ့လာလာရောဆက်သွယ်ပါလို့ပြောချင်ပါတယ်အားလုံးပဲကုလားပါဒီတနည်းဆိုင်ကကျွန်တော်တို့300ခန့်အပြန်နဲ့စတာပါ။သူကဘလူးပေးလဲဆိုတော့ဘလူးပေးလဲဆိုတော့သူကဒီရှစ်ထိတ်စီနဲ့နှစ်နောက်လေးနောက်ပိတ်နဲ့ပေါင်းချင်းနှစ်အဲ့လိုပေါင်းချင်းနှစ်ဖြစ်ပြီးတော့သူကရိုက်တာပေါ့နော်။သူအောက်ရဲ့အပင်ကိုသူကရိုက်တာ အဲ့မှာတကက်ပေါ့။ပေါင်းကြီးနဲ့ဆိုတော့ထိနေပိနေပေါင်းကြီးနဲ့ပေါ့။အဲ့မှာတကက်သူရဲ့အောက်ပင်ကိုရိုက်တာပေါ့။ဒီပင်ကိုရိုက်တာ။ဒီမှာပေါင်းကြီးနဲ့ပေါင်းကြီးရှင်းနေထိနေတော့ပင်နဲ့ပေါင်းကြီးနဲ့ဒီမှာထပ်ဖြစ်တာပေါ့နော်။နောက်တကက်နောက်တကက်ထပ်ဖြစ်တယ်။ဒီပင်ကိုကျွန်တော်တို့ကဖမ်းမှာ။အဲ့မှာကျွန်တော်တို့စက်ကြည့်ထိနေပိနေပေါင်းကြီးနဲ့ ပေါင်းခြင်းနဲ့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 အဓိပ္ပာယ်လည်းဖြစ်တယ်။သုံးကပ်ပေါ့နော်။အဲ့ဒီသုံးကပ်တိသူကပေးတာတဲ့။အဲ့မှာဒီမှာနောက်တစ်တကပ်တစ်ဖြစ်တယ်။ပေါင်းခြင်းနဲ့လေးကပ်ပေါ့နော်။လေးကပ်စီ။သူကဒီပေါင်းခြင်းနှစ်ကိုသူကပေါင်းခြင်းနှစ်လို့သူကထည့်ပြောရင်ဒီသုံးလုံးဆောင်းသုံးလုံးပေါင်းခြင်းက၅လို့သူကထည့်တယ်။ ဆောင်းတုံးလုံးပေါင်းရင်ငါလို့သူကထည့်ဒီလိုခွာပေါင်းရင်နှစ်ဖြစ်ပြီးပါရင်သူကဒီလိုဆောင်းတုံးလုံးပေါင်းရင်ငါလို့သူကဖြစ်တာနော်ဒီလိုပေါင်းဒီလိုထိနေပိနေပေါင်းရင်နှစ်ဖြစ်ပြီးတာသူကဆောင်းတုံးလုံးပေါင်းရင်သူကငါလို့ထည့်ဖြစ်တာဒါကြောင့်ဒီကက်မှာလဲကျွန်တော်တို့ကခွနှစ် ဖတ်နေလို့ဖြစ်တာလည်းဒီဇောင်းလုံးလုံးပေါင်းကြီးငါလို့သူကရိုက်မှာငါလို့ရိုက်မှာငါလို့ရိုက်မှာဆိုကျွန်တော်တို့ကပါပိတ်ထည့်ရမယ်ခွန်ပိတ်ထည့်ပြရနော်ဒီကသူကသူကဒီလေးကဆိုင်သူကပြီးတာနော်သူကအဲ့လိုငါလို့ထည့်ပြတယ်သူကပြီးဘူးနော်ငါလို့ထည့်ပြတယ်သူကပြီးသေးဘူး အဲ့ဒီလိုစောင်းသုံးလုံးပေါင်းကြီး၅လို့ထည့်ပြရတယ်သူကနောက်ပေါင်းကြီးနောက်ပေါင်းကြီး၉လို့ရတယ်သူထည့်ကစားတာနောက်ပေါင်းကြီး၉နော်နောက်တစ်ခါမှကျတော့ဒီစောင်းသုံးလုံးပေါင်းကြီး၅လို့သူထည့်ပြရတယ်နောက်ပေါင်းကြီးခုံလို့ထည့်တယ်နှစ်ပွင့်လျှော့သွားတယ်နော်ဒီမှာ၉နောက်ပေါင်းကြီး၉နောက်ပေါင်းကြီး၉ sorry ဒီစောင်းသုံးလုံးပေါင်းကြီးသူက၅လို့ထည့်ပြရတယ်ဒီဟာ သူ့ရဲ့နှလုံးလုံးပေါင်းခြင်းကငါလို့ပြတ်တယ်။ဒီမှာကိုရိုက်တယ်၊နှစ်ပွင့်လျှော်ကိုရိုက်တယ်၊နှစ်ပွင့်လျှော်ငါလို့ထည့်တယ်နော်။သုံးကပ်ကသူကလှလှမပလဲနောက်ပေါင်းခြင်းတွေကိုထည့်သွားတယ်။ဒါဆိုရင်ဒီသုံးလုံးပေါင်းခြင်းနဲ့ငါလို့သူပြေးလိုက်မယ်ဆိုရင်နောက်နှလုံးပေါင်းခြင်းကငါပြီးတော့နှစ်ပွင့်လျှော်ဆိုတော့နောက်ပေါင်းခြင်း၃ဖြစ်ရ။ဟုတ်ပြီနော်။ ဒါဆိုတော့ပေါင်းရင်း၃လုံးထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါ6ခါပဲနော်6ခါပဲ6ခုနောက်တွဲရတော့ဒါလုံးရင်းရင်းစွတ်စွတ်ကိုကျွန်တော်တို့ဒါလှနေမှာနော်ကျွန်တော်တို့ဒါချိုးမိတ်တွေကြတော့ကျွန်တော်တို့ဒါလုံးပိုင်းရရင်ကျွန်တော်တို့ရှေ့ကလုံးပိုင်းတစ်လုံးနဲ့ကတ်ပါပရိနေရရင်ပရိနေကတ်တာပေါ့နော်ဒါကူညံရှိသလိုကစားလို့ရတာပေါ့နော်ကျွန်တော်ကတော့ဒီသူ့ရဲ့မူရချပြတဲ့ကဏ္ဍကိုကျွန်တော်ကချပြမှာဖြစ်ပါတယ် အဲ့မှာနောက်ပေါင်းချင်း9နောက်ပေါင်းချင်း9နောက်ပေါင်းချင်း9နောက်ပေါင်းချင်း3လို့ပေါ့ဆိုင်ပြီးဆိုရင်ကျွန်တော်တို့က6ခုနောက်တွဲနဲ့အပိုင်နဲ့ကျွန်တော်ကဏ္ဍတစ်ခွက်ထိုးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကဏ္ဍတစ်ခွက်ကတော့တဲပါတယ်နော်အဲ့ဒီမှာ तू ကဘလို့ဆက်ပြီးသွားလဲဆိုတော့ဆက်ပြီးသွားလဲဆိုတော့ဒီဆောင်း3လုံးပေါင်းချင်းကဒီဆောင်း3လုံးပေါင်းချင်းက1 အဲ့ဒီတည့်ရဲ့နှက်ခတ်ဒီသုံးလုံးပေါင်းရင်၈ဆိုတော့နှက်ခတ်၈တော့ရိုက်လာစောင်းသုံးလုံးပေါင်းရင်တက်ကိုဒီသုံးလုံးပေါင်းရင်၈ဆိုပြီးတော့တည့်ရဲ့နှက်ခတ်၈နဲ့တော့ထည့်တာနောက်တကတ်မှာလဲသူကစောင်းသုံးလုံးပေါင်းရင်လည်းတက်ပြန်မယ်နောက်တကတ်မှာလဲသူကတက်ပြန်ရတည့်ရဲ့နှက်ခတ်ကိုသူကစောင်းသုံးလုံးပေါင်းရင်တည့်ရဲ့နှက်ခတ်ကိုဒီသုံးလုံးပေါင်းရင်၈ဆိုပြီးတော့ထည့်ရိုက်တာ နော်အဲ့ဒီမှာ၅ခါနော်သုံးထိန်နဲ့၅ခါငါသုံးနဲ့တဲတခါသူဖြတ်တာဒါဆိုရင်ကျွန်တော်တို့ကဒီဘက်မှာဒီပြင်မှာကျွန်တော်တို့ကဇွန်သုံးလုံးမောင်ကြီးတက်လို့မထည့်ပါနဲ့သူကပါပါနဲ့ထည့်တယ်ဇွန်သုံးလုံးမောင်ကြီးကိုကိုရဲ့ပါပါကဇွန်ဒီသုံးလုံးမောင်ကြီး၄ကိုရဲ့ပါပါ၄ဆိုလို့သူကထည့်နော် ဒီတောင်းတလုံးမောင်ကြီးကဒီပြင်မှာကျတော့ကျွန်တော်တို့ကတင့်မရတော့ဘူးနဲ့နှက်ခတ်မရပဲနဲ့စောင်းလေးလုံးစောင်းတလုံးမောင်ကြီးကိုကိုရဲ့ပါပါဒီတောင်းလုံးမောင်ကြီးလေးကိုရပါပါနဲ့ထက်ဒါဆိုနှက်ကနှစ်ချိန်ကစားပြီးကျွန်တော်တို့ပါပါနှစ်ချိန်ကစားမယ်ဆိုရင်ဒီတောင်းတလုံးမောင်ကြီးကလည်းကျွန်တော်တို့ဒါကိုဖြစ်အမယ်ကိုရဲ့ပါပါကလည်းဒီတောင်းလုံးမောင်ကြီးလေးဖြစ်တာဆိုတော့ကျွန်တော်လေးရဲ့ပါပါဒီစောင်းတလုံးမောင်ကြီးကလည်း ကိုဖြစ်ရမှာဗျာနော်ဒီသုံးလုံးပေါင်းကြီး၄ဖြစ်လို့တကြတော့ဒီဆောင်သုံးလုံးပေါင်းကြီးသူ့ရဲ့ပါဝါကိုလို့ထည့်တာ၄ပါဝါကိုလို့ထည့်တာဒါဆိုရင်ကျွန်တော်တို့ကဒီကတ်မှာ6ခါနဲ့ခွန်ပိတ်ရတာတို့ကြောင့်ဒီသုံးလုံးပေါင်းကြီး၄ရဲ့ပါဝါကဒီသုံးလုံးပေါင်းကြီးကိုဖြစ်မှာဒါပါဝါတစုံကျွန်တော်ကစားမှာဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့က1 6 ခွန်ဆိုတော့ကျွန်တော်ဒဲတကွက်ကိုရမှာဖြစ်ပါတယ်နော်နှစ်ချောက်ခွန်ဆိုတဲ့ဒဲနော်အားလုံးပဲကျွန်တော်ချင်းမရှိကြိုက်မှာထင်ပါနော်ဒီမှာမပြီးဘူးကျွန်တော်တို့ကဘာတွေထွက်ပြီးတော့ချုပ်တာလဲဆိုရင်ကျွန်တော်တို့ break နဲ့ပါတခါတည်းအပြီးချုပ်တာဖြစ်ပါ break ကဘယ်လိုချုပ်တာလဲဘယ်လိုချုပ်တာလဲဆိုရင်ကျွန်တော်တို့ဒီ၄ပိတ်နဲ့ဒီ break ၄နဲ့ကို ျွန်တော်တို့ရှစ်ဆိုပြီးတော့ဖြစ်ပါတယ်နော်ဒီနောက်ကကိုးပိန်နဲ့ဒီ break တုံညာနဲ့ကိုကိုး break ကိုးဖြစ်ခြင်းဖြစ်ပါတယ်ရှစ်ပြီးရင်ကျွန်တော်တို့ကကိုးပါကိုးပြီးကျွန်တော်တို့ကဒီ6ပိန်နဲ့ဒီ4 break တွေကိုတုံညာလို့ဖြစ်ပါတယ်ရှစ်ကိုးတုံညာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီ6ပိန်နဲ့ဒီ9ပိန်တွေကိုတစ်ဆိုပြီးတော့ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က ငါးပရိတ်ရပါတယ်နော်ငါးပရိတ်ရပါငါးပရိတ်ရပါနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဟာဒီ6ပိတ်နဲ့ဒီပရိတ်ငါးနဲ့ပေါင်းချင်းတစ်ဖြစ်ပါတယ်နော်အဲ့ဒါရင်ကျွန်တော်တို့ဟာရှိကူ3ညတက်ပြီးတော့ဒါသူရဲ့စီနီယာလိုက်ထည့်သွားတာဖြစ်ပါတယ် ကျွန်တော်တို့ဒါ၅ break ဖြစ်ပါတယ်เนาะကျွန်တော် BW5 မှာလည်းကျွန်တော်တို့ break တင်ပေးมาဖြစ်ပါတယ်ကျွန်တော်တို့ break က9ညနှင်း5 break ပေါ့เนาะအဲ့မှာ5 break ပါတယ်เนาะ sorry เนาะဒါပေမဲ့ကျွန်တော်တို့က269ကို269ကိုတဲကိုကျွန်တော်တို့ဒါခေါ်ရမှာဖြစ်ပါတယ်သူကဒီမှာလှည့်သားတာတခုရှိတယ်เนาะဒီ3လုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီ1လုံးပေါင်းခြင်း2လို့ခေါ်ဆားတာ ဒီနှလုံးပေါင်းကြီးနှိမ့်လို့လည်းကစားတယ်ဒီနှလုံးပေါင်းကြီးနှိမ့်လို့လည်းကစားတယ်ဒီနှလုံးပေါင်းကြီးနှိမ့်လို့ကစားမယ်ဆိုရင်ကျွန်တော်က3ပိတ်ဒါဆိုရင်3ညခါနှစ်ထိတ်တယ်နှစ်3ည3တဲ့ဘောလည်းကျွန်တော်ဒါအရန်နေနဲ့ကစားရေးရှင်ပါနဲ့နော်ဟုတ်နော်ကျွန်တော်ဒီနှစ်6ခုဆိုတဲ့ကနေကကျွန်တော်ဒီနှစ်မှာမွေးရမယ်ဆိုရင်ကျွန်တော်ပေးရအောင်နော်ဒီကနေ့လည်းတိုက်ဆိုင်တော့နော်။ဒါ96ခုနှစ်မှာကျွန်တော်နောက်ပေါင်းချင်း 6เนาะคุณคุณโกถั่วได้เนี่ยมาเราดูตา6เนี่ย6ตัวคะแนนถั่วได้2019มาคุณโกเน2อูคะแนนมิงลาคะแนนถั่วได้เฉยมาเราดูตา5เนี่ย6ตัวคะแนนถั่วได้เนาะตะวินดูอ่ะได้4ปีหิงมา2024มาคุณโกรอบด้วยเนี่ยมิงลาคะแนนถั่วได้အဲ့ဒီမှာကျွန်တော်တို့က6နဲ့6တက်နထားတယ်6နဲ့6 9နဲ့6 6နဲ့6ဒါဒီ2025မှာလည်းကျွန်တော်တို့ကခုန်ခုန်9နဲ့ ခွန်ကိုးနောက်တွင်နဲ့မင်္ဂလာကနန်းထွက်တယ်အဲ့တကြောင့်ကျွန်တော်တို့ဟာခွန်နှစ်ချောင်းကိုဒီနှစ်မှာလိုက်နေတာပါနော်လိုက်နေတာသုံးချိန်ကျွန်တော်တို့ဖိုင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒါမထွက်ခဲ့ဘူးနော်မထွက်ခဲ့ဘူးဒါဆိုရင်ကျွန်တော်တို့ဒီကက်မှာလာထွက်မှာပါနော်ဒီကက်မှာလာထွက်မှာအဲ့တကြောင့်နှစ်ချောင်းခွန်ကိုကျွန်တော်၅ဘိတ်အာဒီ2025မှာတစ်ချိန်ထက်ဆင်းအောင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့က2690တဲ့နဲ့2303တဲ့ဖို့ထည့် လုံးဝကျွန်တော်ထိုးသိချင်ပါအားလုံးပဲကျွန်တော်ရှင်းပြရှိတယ်ကံကောင်းကြပါစေခွတ်လပ်ပါနော်ကျွန်တော်ရေဖိုင်သုံးလို့တော့လာပဲကျွန်တော်တို့ဒါစနေနေ့မှာတင်သွားမှာဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်ဆောင်းမြေကြီးရှင်နေတဲ့ရှင်းပြရှိတယ်အားလုံးကံကောင်းကြပါစေထူပဲကျွန်တော်ဆုတောင်းမေတ္တာပို့သပါတယ်နော်ကျွန်တော်ရေးလေးပါကျွန်တော်ရှင်းပြရှိတယ်အားလုံးကိုအဲဒါကျေးဇူးတင်ပါတယ်ခင်ဗျ ကျွန်တော် channel လေးကို like share လေးများလေးလုပ်ပြပါနော်ဟုတ်ကဲ့ပါ smile